ားအလုံးမင်္ဂလာပါအလုံးမင်္ဂလာပါမကေးရဲ့မိတ်ဆွေများကိုပေါ့နော်မကေးကအချက်ပြုတ်လေးတွေလည်းချက်ပြုတ်နည်းလေးတွေတင်ပေးနေတယ်လို့ပေါ့နော်မကေးရဲ့ page ကနေပြီးတော့မှဒီကျမကြီးအတွက်မကေးတို့ချက်ပြုတ်နည်းပေါ့နော်စားတောင်းစားတောင်းနည်းပေါ့နော်ဒီကျမကြီးဒီလည်းမကေးတို့ရဲ့ ဟိုလက်တပားပေါ့เนาะအခုဆိုလို့ရှိရင်တော်တော်များများပေါ့เนาะထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်တခြားနေရာဒေသအတီးတီးမှာဆိုလို့ရှိရင်ကျမရေကိုလိုက်စားလာကြပြီးကင်စာယောဂမဖြစ်အောင်ပေါ့เนาะကြိုတင်ကာကွယ်စားတော့မဲ့နီးစနစ်ကလေးတွေပေါ့เนาะမကိကလည်းမကိရဲ့ ဒီလေးလာထားတာလေးတွေကိုမကစ်ပြန်ပြီးတော့မှမျှဝေပေးပါမယ်ရှင်မကစ်ကလည်းအခုဆိုလို့ရှိရင်ဟိုအသက်ပိုင်းချနေဆိုလို့ရှိရင်တော့နော်40ကျော်လာပြီဆိုတဲ့ခါကျတော့ကျမရေးကိုလိုက်စားမဲ့အချိန်နေအချိန်ကိုရောက်လာပြီပေါ့နော်အရင်တော့ကတော့မကစ်တော့မိဖို့ကြောင့်တည်းမှာ အလုံးလုံးဝတဲ့အချိန်မှတော့ဆိုလို့ရှိရင် အစားအသောက်မမှန်ဘူးမတက်တရက်ပြီးတော့လုံးဝရတယ်နောက်ပြီးတော့မှအညော်မိတယ်ပေါ့နော်အညော်မိတယ်ပေါ့နော်ကျမကြီးလည်းတော်တော်လေးဟိုထိခိုက်ခဲ့တယ်ပေါ့နော်ဒါလေးတွေ market တတိထားမိတာလေးတွေကနေပြီးတော့မှအခုဆိုလို့ရှိရင်ကျမကြီးနဲ့ညီရွတ်တဲ့အစားအသောက်လေးဘလို့စားတော့နေထိုင်မယ်ပေါ့နော်အဓိကမိသားစု ကျမကြီးကတော့ market တို့အကောင်းဆုံးအနေအားကတော့ မိဖို့ကြောင့်ထဲရပဲမိဖို့ကြောင့်ထဲမှာမကီတိုဒါတန်တန်ရှင်းရှင်းနဲ့စားတော့နေတိုင်းပဲဆိုလို့ရှိရင်ဒါမိသားစုအတွက်ကျမရေကိုဟိုပြောမယ်ထိမ့်သိမ့်ကာကွယ်နိုင်တယ်ပေါ့နော်ဖြစ်မှပဲစေးကူးတာတာထဲဆာလို့ရှိရင်မပြစ်ခင်ကြိုတင်ကာကွယ်ရမယ်နီလေးတွေပေါ့နော်ဒါလေးတွေကမိမိတွေအမျိုးသမီးတွေအင်ထောင်ရှင်တွေအတွက်ကအရန်ကိုအရေးကြီးပါတယ်အခုမကီတိုမြန်နိုင်ငံမှာဆိုလို့ရှိရင်ပေါ့နော်ကျမရေဘဟုတုဒါအားနေပါတယ်ရှင်ဟိုပြောမယ်အလွယ်တကူနဲ့အဲစားတဲ့အချိန်မှာပဲဖြည့်ရှင်းလိုက်တယ်ကက်စီနေတာလည်းတစ်ခုပါ ါတယ်ပေါ့နော်ကက်စီနိုတဲ့ဆိုလို့ရှိရင်တော့လေဟာဒါဟိုဟိုပြောမလဲ ဟိုနည်းနည်းလေးကုံကြမဲ့နေရာမှာနောက်ဆက်သွဲဖြစ်လာမဲ့ကျမကြီးအချင်းဒီကိုဟိုတတိမထားမိကြဘူးနောက်ပြီးတော့မှဒီကျမကြီးဗဟုဒုဒဘောနော်အစားတောင်းနဲ့ပတ်သက်တဲ့ကျမကြီးဗဟုဒုဒတွေကိုလည်းဟိုပြောမလေးလာဖို့အများကြီးလဲလိုအပ်တယ်လို့ဟိုပြောမယ်လေးလာကြဖို့လဲမကီတိုက်တွန်းချင်ပါတယ်ရှင်မကီတို့စဖို့မူပြီးရလေးချက်ပြုတ်ယုံနဲ့လဲပြီးသွားတာမဟုတ်ဘူးမြန်မာနိုင်ငံမှာတော်တော်များများအခုချိန်ကြီးအချုံမုတ်ကိုတုံးနေကြတော့မယ်ဘောနော်အချုံမုတ်တွေအများကြီးထည့်နေကြတော့မယ်ဒီစဖို့မူ ဆိုတာလည်းစားတောက်သွန်ဆိုင်မှာချက်ပြုတ်နေတဲ့လူတွေဆိုတာလည်းအချို့မို့ကိုအ ਨੇ ဆုံးရှော့ချပြီးတော့မှာပေါ့နော်ဟိုဘောမလဲဒါကိုစားတယ်လို့ပဲကိုရဲ့ဒီစားသုံးသူတွေရဲ့ကျမ်းမာရေးကိုဟို ဂယူးဆိုင်ပေးရမယ်ပေါ့နော်ကျမရေးကိုအတွက်ကိုလည်းထည့်ပြီးစဉ်းစားပေးရမယ်ပေါ့နော်အဲနောက်တော့ဒီဖြစ်တဲ့ကင်ဆာယောဂတွေအဆုတ်ကင်ဆာယောဂဒီအဆုတ်ကင်ဆာဆိုတဲ့ဥစ္စာကလည်းဆေးလိပ်တောက်မှဖြစ်တာမဟုတ်ပါဘူးဒီမကီတိုမီဟိုကြောင့်တည်းမှရှိတဲ့မီးခိုးငွေတွေနဲ့စီကြော်တွေကနေထွက်လာတဲ့အဲဒီ အစီကြော်ဆိုတဲ့နေရာမှာအပူချိန်200ဒီဂရီရှိတဲ့အစီကြော်အပူချိန်ကြီးကနေထွက်လာတဲ့မီခွန်းငွေတွေကိုစတူဆိုင်မိတဲ့ဆိုလို့ရှိရင်လည်းဒါဟိုဗမာအဆုတ်ယောဂဖြစ်တာပဲလေအဆုတ်ကင်ဆာဖြစ်တာပေါ့နော်ဒါတွေကိုမကီရဲ့ base ကနေပြီးတော့မှမကီတတ်နိုင်တဲ့တိတဲ့တိထားတလောက်ပေါ့နော်ဆရာဝန်တော့လည်းမဟုတ်ပြင်မဲ့မကီလေးလာထားတာလေးရဲ့မကီလည်းလေးလာ သေးလာတဲ့ကိုကိုတိုင်းနဲ့လှုပ်ဆောင်နေတဲ့ဟာလေးတွေကိုမကမျှဝေပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့မကရဲ့ page ကိုပေါ့နော် like and share follower တွေလုပ်ပေးပါလို့မကပြောချင်ပါတယ်ရှင်အဲကျမကြီးကအဓိကပါပဲကျမမှာပဲလေကို ဘာမဲ့ပျော်ရွှင်မှုဆိုတာဖြစ်လာမှာပေါ့နော်ကျမရေးဘဟုတူတာကိုများများလေးလာလေးလာဖို့ပေါ့နော်မကလည်းတိုက်တွန်းပါတယ်ရှင်မိဖို့ကြောင့်ထဲမှာပဲရှိပါတယ်ကျမတို့ရဲ့ကျမချင်းရဲ့လက်တဘာကပေါ့နော်ကိုကိုတိုင်းချက်ပြုတ်စားတော့မယ်ဆိုလို့ရှိရင်ကိုအတွက်အကောင်းဆုံးရလက်ကပဲဒီမှာပဲနောက်ပြီးမိမိကိုကိုကိုဂယူးဆိုင်မယ်ဆိုလို့ရှိရင်လည်းဒါကျမရေးအတွက်အဓိကအဲကြတဲ့နေရာပေါ့နော်ဒါကတော့မကရဲ့ အဲခံယူချက်ကိုမှကြည့်ပြတာပါရှင်။ Okay နောက်ဗီဒီယိုဖိုင်မှာဆက်တွေ့ကြမယ်။ Bye bye ။